တားဖားတွေဖြစ်ပေမဲ့အပြုမှုတချို့ကြောင့်ဘေးစားနေကြတဲ့သူတွေကိုမြစ်တာရက်ခံလာတဲ့စရီဇဝင်းမောင်နဲ့တမီဘာလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြွဆိုလိုက်ပါတယ်စရီဇဝင်းမောင်ကတော့ဟာတာတစ်တော့ဗီဒီယိုလေးတွေရိုက်ရင်တစ်တော့ဆယ်လီဖြစ်လာခဲ့တာပေါ့ဒါအပြင်တယောက်တည်းမဟုတ်ဘဲတမီဖြစ်သူနဲ့တူတူဗီဒီယိုလေးတွေဇလန်တွဲတွေလည်းတောက်လျှောက်ရိုက်ကူးလာခဲ့ပါတယ် ဒါအပြင်သမီးဖြစ်သူကရုတ်ခန့်ရှိကအကန့်အလှတော်လာကြအောင်ဝန်းရံကြတဲ့ပူရီသားတွေရှိကလူတိပုံများလာခဲ့တာပဲဖြစ်ပါတယ်။ဇဝင်းမောင်တို့ရဲ့ဗီဒီယိုလေးတွေကကြည့်ရှုသူများပြားလာကြအောင်ကြောင်ညာလုပ်ငန်းရှင်တွေကလည်းကြောင်ညာလေးတွေထက်ကနေရာရရှိလာခဲ့ပါတယ်။လူကြည့်များတဲ့ဗီဒီယိုတွေရဖို့အတွက်တချို့ဗီဒီယိုတွေမှာဇလန်းစကွက်တချို့နဲ့ရိုက်ထားရတာတွေလည်းရှိတာပါ။တချို့ဗီဒီယိုလေးတွေကိုကြည့်ကလူအများကတတော်ဆယ်လီဇဝင်းမောင်ရဲ့သမီးဖြစ်သူကိုပေးစားတာမျိုးတွေရှိလာခဲ့ပါတယ်။ ဆယ်လီဇဝင်းမောင်ကသမီးဖြစ်သူကိုသမီးလို့ပြောထားပေမဲ့လေဗီဒီယိုတချို့တဝက်သားကြည့်ရတဲ့သူတွေကတားဖားလို့မသိပဲဘေးစားတတ်ကြတာဖြစ်ပါတယ်။တချို့ဆိုရင်မွေးစားထတာကကြီးလာရင်အစင်သိယူလိုက်ဖို့ဆိုတာမျိုးတွေအထိပြောဆိုလာခဲ့ကြတာပါ။တားဖားတွေတူတူဖတ်ရင်တော့ဖတ်ဖို့မသိတော့တဲ့ဇကားတွေပြောဆိုခံနေရတာမို့ဆယ်လီဇဝင်းမောင်ကအရန်ကိုစိတ်မကောင်းဖြစ်နေရပါတယ်။ဒါကြောင့်မို့လဲတားဖားရင်းတွေကိုမပေးစားကြပါနဲ့ဆိုပြီးဇဝင်းမောင်ကမြစ်တာရက်ခံလာခဲ့တာပါ။သမီးဖြစ်သူကခုလတ်ရှိမှအသက်15နှစ်အောက်ကလေးတစ်ယောက်သာရှိသေးတာဖြစ်ပြီးအပြ ြစ်ကင်းစင်ကဖြူစင်တဲ့အရွယ်လေးသာရှိသေးတာပါ။ ဒါကြောင့်မို့အယောင်မစိုးကြပါနဲ့ဆိုပြီးမြစ်တာရက်ခန့်လာခဲ့တာပဲဖြစ်ပါတယ်။တချို့ထင်းနေသလိုမွေးစားထမျိုးလည်းမဟုတ်ဘဲတမိအရင်ဆစ်ဆစ်ဖြစ်တယ်ဆိုပြီးလဲရှင်းလင်းလာခဲ့တာပါ။တချို့ပြည်သက်တွေကတော့ဆယ်လီဇုံဝင်းမောင်ရဲ့အမှားလို့သာထောက်ပြနေကြတာပါ။ဖခင်ဖြစ်သူအနေနဲ့တမိနဲ့အထင်မှားအောင်မနေထိုင်တင်တာဆိုပြီးထောက်ပြနေကြပါတယ်။ကိုဇုံဝင်းမောင်ဘက်ကလည်းတမိမင်းကလေးတွေမွေးထားပြီးခုလိုပြောခံရတဲ့အပေါ်တကယ်ကိုဆိုင်မကောင်းဖြစ်နေတာပါ။ဖခင်တယောက်အနေနဲ့သားသမီးကိုချီချိုးပြောဆိုတာမျိုးကိုပဲလိုချင်တာပါ။အခုလိုနှိမ်ချပြောဆိုတာမျိုးကိုမလိုချင်တဲ့အတွက်အနေထိုင်ပြုမှု ကအစနောက်ပိုင်းမှာဆင်ခြင်သွားမှာပေါ့အဖေနဲ့တမီးနှစ်ယောက်ထဲဘဝတစ်ခုကိုရည်တည်နေတာမို့ပုံမှန်ထပ်ပေါ်ပြီးနိကတ်ကယင်းနေကြတာမျိုးဖြစ်ပါတယ်ကိုစုံဝင်းမောင်အတွက်တော့မိခင်ရောဖခင်ရောနှစ်ယောက်စလုံးအဖြစ်တမီးပေါ်မှာမြတ်တာပေးနေရတာပေါ့ဒါအပြင်တက်တော့မှာကြောင်ညာရီအတွက်တရုတ်ဆောင်ပေးရနေရတဲ့တမီးကိုဖုန်းနေဆက်ကသားပြောမရပြောပြောတာတွေလည်းရှင်းလို့နေတာပေါ့ ။တမီးဖြစ်သူကငဲသေးပေမဲ့လည်းတစ်တော့မှဆက်လီအနေနဲ့ရန်နေတာမို့အပြိုလေးတယောက်လိုဝစ်စားခိုင်းထားရပါတယ်။ဒါကြောင့်မို့လဲတစ်တော့သုံးဆဲသူတွေထဲကစီမဆောင်သူတွေကအပြိုလေးတယောက်လိုမြင်ကသားပြောမရပြောတွေပြောလာခဲ့ကြတာပဲဖြစ်ပါတယ်။တမီးဖြစ်သူကเจ้าနေအရွယ်လေးသာရှိသေးတာကြောင့်ခုလိုမပြောဆိုကြဖို့အတွက်လဲကိုစောဝင်းမောင်ကတောင်းပန်လာခဲ့တာပါ။ ဖခင်တယောက်နင်းနဲ့အခုလိုပြောခံရတဲ့ပုံမှာမခံစားနိုင်တာကြောင့်မကိုစောဝင်းမောင်ကတော့သမီးဖြစ်သူနဲ့တူတူ TikTok တွေရိုက်ရင်ညာလေးတွေကိုရာသလောက်ရိုက်တောင်းမှလည်းဖြစ်ပါတယ် TikTok ဆယ်လီတွေကလူကြည့်များကဆယ်လီဖြစ်လာတာနဲ့ညာဗီဒီယိုလေးတွေအတွက်သာလုံးပန်းနေကြရတာပေါ့ပျော်ပြေးအတွက်ဖြစ်တာမို့ဝေဖန်ခံနေရတာတွေကိုသိခံက TikTok ဗီဒီယိုလေးတွေကိုဆက်ရိုက်နေကြတာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရော TikTok ဆယ်လီကိုစောဝင်းမောင်တို့သားဖောက်ပေါ့အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မားရရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။